ဘီရတချို့နေရာမှာ blending လိုက်တဲ့ခါကြလို့ချင်းဒီလိုဖင်ကိုကတ်ပြီးတော့မှ blending လိုက်လို့ရတဲ့နေရာတွေရှိတယ်လို့ခွာပြီးတော့မှ blending လိုက်လို့ရမယ့်နေရာမျိုးတွေရှိတယ်အဲ့နေရာမှာကိုကရှင်းချင်ပြီးတော့မှလိုတဲ့နေရာမှာလိုတဲ့နည်းနဲ့တောင်းအောင်ပထမတစ်ခေါက်ကဆရာတို့ဘီရဖင်မိုက်ကတ်ထားတယ်ဒီလိုပုံစံဖြစ်နေတယ်နော်ဒီလိုပုံစံအဲ့ချိန်မှာတော့ဘီရညင်နေတယ်ဟုတ်တယ်နော်ဘီလည်းခွာလိုက်တော့ဘီရမညင်မှန်းတအားတိတာသွားလိမ့်မယ်မင်းတို့နော်ကိုကတော့ဘီကိုအခွာသွားမှဖင်မိုက်လည်းကတ်လို့မရတော့ဒီလိုလည်းကတ်လို့မရတော့ဘီကိုဒဲတွေပဲသွားမှအကုန်လုံး နော်ဘီကကြတော့ဒီလက်တန်းတစ်လုံးသာလောက်ကတ်ခွာအရင်လည်းမခွာနဲ့တလောက်ကြီးနော်ဒါဆိုရင်ဘီဥကလှန်တာဒါဆိုရင်ဘီဥစိုက်တာခုတော့မှဘီဥကဒဲတွေပဲတော့မဟုတ်ဘူးဒဲတွေပဲကုန်တက်မကြည့်နော်ကလစ်ပါဒီလိုပဲကင်မယ်ကင်ပြီးတော့မကြည့်ဒီလိုထားမယ်ထားပြီးတော့မှဒီမှာဒီနေတော့ဒီနေတော့ကိုတတ်မှတ်ထားတဲ့ point ရောက်ရင်ညင်နေရမှာနေတော့တော့လှုပ်လို့မရဘူး ီ B နဲ့ clipper နဲ့ကဒီထိတယ်ဆိုတော့ပဲထိမှာနော်အရင် I နဲ့ရလာမညာဘူးအောက်ကကြံခဲ့မဲ့တပင်ကောက်ကမညီတော့ဘူးလဲဆိုနော်ဒီမှာအရင်တော့ရမှာမသိအင်းနေတော့ဒီနေတော့ဆွဲရှာနော်ဆွဲရှာတဲ့ခါမှာ B ကိုဒီလိုချိန်သွားတာဟုတ်လားဒီလိုပြန်တိုင်းရတာကွက်တိဒီလိုကြီးမကင်နဲ့ဒီလိုကြီးကင်ဘယ်လိုပြန်ပြန်ဆွဲရှာမလဲအောက်ကစမပြေတော့ဘူးအဲ့တော့ဆရာတို့သင်ခဲ့တဲ့အတိုင်းပဲကင်ပေးမယ် နော်အဲ့လိုဘီကိုဒီလိုပြန်ပြန်ဆွဲချရလဲဆိုတော့သဘင်ကဒီလိုကလော်ကလော်ကလော်တာများရင်လည်းသဘင်ကရိုင်ရိုင်သွားတဲ့ဖေးကိုရိုင်ရိုင်သွားတဲ့သဘင်ကိုသဘင်ကြောအဆက်နိုင်ပြန်ရအောင်လို့ပြန်ဆွဲချတာဒီလိုလက်ကဘီကိုနော်ဒီနည်းဆိုနော်ဘီကတချို့နေရာမှာ blending လိုက်တဲ့ခါကြလို့ချင်းဒီလိုဖေးကိုကတ်ပြီးတော့မှ blending လိုက်လို့ရတဲ့နေရာတွေရှိတယ်လို့ခွာပြီးတော့မှ blending line လို့ရမယ်နေရာမျိုးတွေရှိတယ်။အဲ့နေရာမှာကိုကရှင်းချိန်ပြီးတော့မှလိုတဲ့နေရာမှာလိုတဲ့နည်းနဲ့တောင်းအောင် နော်ဒီလိုကပ်ပြီးသုံးပြီးလို့ခွာသုံးလို့မရတော့ဘူးလားမလေးနော်ရတယ်ကပ်ပြီးသုံးပြီးခွာသုံးလည်းရတယ်ကားရဲ့သဘင်တွေလုံးတဲ့ခါကျခွာပြီးတော့မှလုံးပေးရတာနော်နောက်လို့ရှိတ်တွေပါတွေဖြည့်တဲ့ခါကျတော့ဒီကအောက်ကနေဖင်ပိုင်းကပ်ပြီးတော့ဖြည့်ရတယ်နော်အပေါ်ဆောင်နေကြတော့မရတော့ကတ်လို့ပါနော်ဟင်ဟင်တော့ဟင်အဲ့နော်ဘီဒီပင်းတစ်ပတ်ကိုညှက်ပြီးဆိုလို့ချင်းခေါင်းအတဲ့တိုင်းတာဒီဘက်ကျဟုတ်လို့ကိုင်းမထားနဲ့နော်အတဲ့တိုင်းတာ နော်ဆောင်းလို့ဆောင်းရင်တော့ရောင်ရောင်လေးလောက်ပဲဆောင်းအေးဒီလောက်ပဲဆောင်းဟိုဘက်ကဒီလိုကြီးဖြစ်နေအောင်မတော်ရနဲ့နော်အဲ့လိုဖြစ်တဲ့အကြောင်းကဘာကြောင့်လဲမင်းတို့တအားကတ်ညက်လေးကျင်နေရကွာကတ်ပြီးလေးဖြစ်နေချော့ဒီလိုအော်ကစတမာတွေသူတို့နဲ့အရင်ကတ်ရင်မကြိုက်ဘူးဒါလူတိုင်းမကြိုက်ဘူးနော်လူတွေကသူတို့နဲ့တပေလောက်ကတ်လိုက်ရင်ဟိုသူ့ကိုယ်သူလုံးလုံးနဲ့လို့မခံစားဘူးဒါသူ့ရဲ့ psychology တက်ကောက်ကိုဖြစ်နေတယ်။နော်။သူ့ရဲ့မသိသိကဖြစ်နေတာ။သူကအဲ့လိုကတ်လာပြီဆိုရင်သူကဟိုဘက်ကို ကြံရင်သွားတယ်ကိုကပြန်ဆွဲထားတယ်ပြန်ပြီးကတ်ညက်တယ်ပြန်ခွာအောင်မှာပဲနော်ကောင်းတာတော့နှစ်ပေလောက်တစ်ပေခွဲလောက်ခွာပြီးအလုပ်လုပ်အဲ့ဒါသူ့အတွက်လည်းနေရထိုင်ရတာတက်တောင့်တက်တာဖြစ်တယ်လို့ကိုလည်းအလုပ်လုပ်ရတာအဆင်ပြေတယ်အရင်ကတ်ညက်တော့မလုပ်မှာတော့အင်ကြီးတွေလည်းသပင်ပေးဘောင်းမီတွေလည်းပေးညနာတွေပါပေးတယ်ဆိုသပင်ညက်တာနော်